ကျွန်တော်၃လပိုင်းနဲ့ဒီစီးကင်းတို့ကိုကျွန်တော်တို့ပြင်ဆင်တယ်။နီးပြားရဲ့ကျွန်တော်တို့ကဒီကျွန်တော်တို့ဒီအင်ဒိုနီးရှားမှာလုပ်တဲ့ပွဲရောကျွန်တော်တို့ဒီ joint training တွေရော ASC တွေရောအကုန်လုံးကျွန်တော်ဝင်ခွင့်ဟိုပါကျွန်တော်တို့ရှင်းပြနေတာပါဗျ။အဲ့ဒါအတွေ့အကြုံတွေနဲ့ကျွန်တော်ဒီစီးကင်းကိုကျွန်တော်တို့က target ထားပြီးတော့အိုက်ပွဲတွေကိုတေချာအာယုံလေးတေချာအတွေ့အကြုံယူပြီးတော့ဒီစီးကင်းကိုကျွန်တော်တို့ရှင်းပြမှုတော့တော့ကျွန်တော်တို့ ready ဖြစ်နေပြီပေါ့ဗျာဟုတ်ဒီအင်ဒိုနီးရှားတို့ဘာလို့ဆိုကျွန်တော်တို့ကနောက်မှကန်မှာအခုဒီဖိလစ်ပင်းသာကျွန်တော်တို့ကအရင်ကန်မှာအတွက်ဒီ group ပုံစံလေးနဲ့ဒီဖိလစ်ပင်းသာကျွန်တော်တို့အမတ်ရောင်းယူပြီးဝင်တော့ကျွန်တော်တို့ဖိလစ်ဟိုဟာအင်ဒိုနီးရှားတို့ကျွန်တော်တို့တဟိုဟာဘာလို့ပြောမလဲတပြင်းချင်းကတဲ့ပုံစံနဲ့အချိန်တပတ်လောက်ကျွန်တော်တို့ရမယ်ထင်တယ်ဗျအဲ့ဒါအကြောင်းကျွန်တော်တို့တေချာလေးပြီးတော့အန်နာတိုက်တွေလုပ်ပြီးတော့အင်ဒိုနီးရှားတို့တော့ဒါကျွန်တော်ရှင်ပြိုင်မှုရှိပါတယ်ဗျဒီဖိလစ်ပင်းကတော့ကျွန်တော်တို့အတွက်ဒါပထမဆုံးဒါ final လို့ကစားမယ်ပွဲလို့ကျွန်တော်ထင်ပါတယ်ဗျကျွန်တော်တို့ target ကတော့နီးပြလဲပြောသလိုကျွန်တော်ကစားသမိုင်းလဲပြောကျွန်တော်တို့ရွှေရအောင်တော့ကျွန်တော်တို့ယူမယ်ဒါပေမဲ့ကျွန်တော်တို့ကဒီရွှေရအောင်နဲ့ကျွန်တော်တို့ကမပြီးသေးဘူးဗျကြီးကျွန်တော်တို့တပွဲချင်းသာကျွန်တော်တို့အာရုံဆိုင်ပါရင်အခုကျွန်တော်တို့ crew တွေမှာ11ကိုကျွန်တော်နိုင်အောင်ကျွန်တော်တို့နိုင်နိုင်အောင်ကံမယ်ကျွန်တော်ပြီးရင်ကျွန်တော်တို့ indo ကိုလည်းကျွန်တော်တို့အကောင်းဆုံးဟိုပါဖြစ်ရင်ကျွန်တော်တို့ semi final နဲ့တက်အောင်ကစားမယ်ပြီးမှ final တော့ကျွန်တော်တို့အဓိက final တက်ဖို့တော့ကျွန်တော်တို့ ကြီးမန်းထားတယ်ဗျဒီ33ကြိမ်မြောက်စီကိန်းအတွက်ကိုအားပေးတဲ့ပြည်သက်တွေကျွန်တော်တို့ဒီချင်းမိုင်မှာလုံးမယ်ကျွန်တော်တို့ချင်းမိုင်မှာလုံးမယ်ပွဲကိုလည်းဒီပြီးပါရောက်မြန်မာပြည်သက်တွေလည်းလာရောက်ကြည့်မယ်လို့လည်းကျွန်တော်ထင်တယ်အဲ့အတွက်ကြောင့်လည်းဒီကျွန်တော်တို့ဒီမြန်မာပြည်ကနေကြည့်မယ်လူတွေ line 1နဲ့ကြည့်မယ်လူတွေအတွက်ကျွန်တော်တို့တွေ22အသင်းအကောင်းဆုံးကျွန်တော်တို့ပြည်သက်တွေကိုအကောင်းဆုံးကျွန်တော်ရလနဲ့ကျွန်တော်တို့ပြောင်းအောင်ကျွန်တော်တို့ဖန်တီးပြမယ်ဗျာ